အဲ့စတီးဇွန်းကိုမှကျွန်တော်ကအပားသားဆိုတော့ပျော့တယ်အန်သွားနယ်ပဲဖင်ုံကိုက်ပြလိုက်တယ်လာပြီးတော့မှဒီအောက်ကတမန်သလင်းနဲ့ပုတ်လိုက်တာပုတ်လိုက်တော့အရန်ပြတ်သွားပြတ်သွားတဲ့အချိန်မှာခொနက်ကကြောက်ခက်နဲ့ပုတ်တာရဲ့၅ဆ၆ဆလောက်ကိုတာသွားတော့တာသွားပြီးတော့မှဖြည်းဖြည်းထောင်ထောင်လိုက်ထိုးလိုက်အပြားလိုက်ထိုးလိုက်ထောင်လိုက်ထိုးလိုက်ပြလိုက်ထိုးလိုက်နဲ့ဖြည်းဖြည်းဖိတ်သွားတော့မဟုတ်လားတက်ကက်ချစ်ပရတဲ့ကြီးမအားလုံးမင်္ဂလာပါစမ်ပီ YouTube ရှင်နဲ့တဖန်ပြလဲကျေးဇူးပါတယ် ကဲဟုတ်ပြီကျွန်တော်ဒီနေ့ကျွန်တော်လုပ်တော့မယ်ဗီဒီယို reaction တွေရဘယ်သူတွေဖြစ်မလဲဘယ်သူတွေဟောင်းမလဲဘယ်သူတွေလောင်းမလဲဆိုတာကိုကျွန်တော်နဲ့အတူအဆုံးထိပါလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ကဲ let's go အာနာရှင်အဆက်ဆက်တို့ဟာ၎င်းတို့ကိုစန့်ကျင်တော်လှန်ကြားသူတွေကိုဖမ်းဆီးပြီးစစ်ကြောရေးစခန်းတွေမှာချုံနောင်ပြီးတော့တေချင်းတရားနဲ့နီးဆက်ဆုံးနေရာစီကိုတွန်းပို့ နှိစက်ခဲ့ကြပါတယ်။အဲ့ဒီငဲကန်းတွေကနေအကောင်းပကတိပြန်လဲထွက်လာနိုင်တဲ့ရာဂိုင်နှုန်းအလွန်နည်းပါတယ်။ဆေးအာနာရှင်လက်ဝဲကန်တွေရဲ့နှိစက်မှုကြောင့်ခန္ဓာကိုယ်မှာသေရပါတန်ရာတွေမနှောစိတ်မှာတည်တဲ့အထိဆွံ့မြဲသွားစေနိုင်တဲ့ဒဏ်ချက်တွေကြောင့်စစ်ကြောရေးစခန်းလူလုံငဲကန်းတွေဟာနမေဇုံးနဲ့ကြော်ကြပါတယ်။နိုင်ငံတော်ရှိငရဲခန်းတွေအနေနဲ့ ရန်ကုန်မြန်ကုန်မြို့နယ်မှာရှိတဲ့ကူးမိုင်စစ်ကြောရေးစခန်းလင်းပါဝင်ပါတယ်။အဲ့ဒီငဲကမှာခုနှစ်ရက်တာ နေခဲ့ရပြီးရန်သူရဲ့လက်ကနေ ရှာရှာပါပါလွတ်မြောက်လာခဲ့တဲ့တော်လန်ရေးရဲဘော်ကတော့ကိုနေရိတ်ဖြစ်ပါတယ်။အခုတော့လွတ်မြောက်နေမြေတနေရာရှိတစ်ပင်နေအုပ်ဆိုင်နေတဲ့တောအုပ်အတွင်းတင်းငယ်တစ်ခုထဲမှာထိုင်ရင်းဒါ30တနည်းရှိပြီဖြစ်တဲ့ကိုနေကလွန်ခဲ့တဲ့3နှစ်ကသူကြုံတွေ့ခဲ့ရတဲ့တသက်မမေ့နိုင်တဲ့နေ့ရက်တွေ အချုပ်ခန်းကိုတက်ထုဇွန်တစ်ချောင်းနဲ့ဖောက်ထွက်ခဲ့ပုံအကြောင်းတွေကို အသေးစိတ်ပြန်ပြောင်းပြောပြပါရစေ။ဖော်ရွေတတ်ပြီးအသားဖြူဖြူအပြုံးမျက်နှာနဲ့ကိုနေရိတ်ဟာအဲ့ဒီအတွေ့အကြုံတွေကိုပြန်ပြောနေချိန်မှာသူ့ရဲ့မျက်လုံးတွေကကျန်းတန်းတဲ့အတွေ့အကြုံတွေနဲ့ခက်ခဲတဲ့နေ့ရက်တွေကိုဖျက်သန်းခဲ့ရတယ်ဆိုတာတက်တည်ပြနေပါရစေ။စစ်တဲ့အားပေးထောက်ခံသူများပြားတယ်လို့နာမည်ကြီးတဲ့ ERI တိုင်းဖြာပုံမြို့နယ်ဟာကိုနေရိတ်ရဲ့ဇာတိဖြစ်ပါရစေ။ ဒီကိစ္စကြီးဒီအာနာသိန်းတဲ့ကိစ္စဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့နေလို့မရဘူးလူငယ်တယောက်အနေနဲ့ကျွန်တော်တို့ခင်မှာဖြစ်လာတယ်ဒီဟာကငါတို့ဝိုင်းပြီးတော့ထမ်းရမယ်တောင်းပေါ့အဲ့လိုမျိုးခံယူချက်နဲ့ဒီအာနာရှင်စနစ်ကိုငါတို့လက်ထက်မှာငါတို့ရှိနေတဲ့အချိန်မှာအမြင့်ဖြတ်မယ်ဆိုတဲ့စိတ်နဲ့ပဲကျွန်တော်တို့ဒီဒေါ်လာရေးတဲ့ကိုပါဝင်လာဖြစ်တာ2021စစ်တဲ့အာနာမသိငင်တုန်းကတော့သူတို့မိသားစုဟာဖြာပုံမှာတနိုင်တစ်ပိုင်းအသားတို့ကြက်မွေးမြူရင်းနဲ့နိုင်ငံသားငွေလဲလဲရောင်းဝယ်တဲ့အလုပ်လုပ်ကြပါတယ် မွေးချင်းလျောက်မှာငယ်ဆုံးဖြစ်တဲ့ကိုနေဟာမိခင်ဖြစ်သူပါတီဝင်ဖြစ်လောက်ကန်နေတဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ် NND ရဲ့လှုပ်ရှားမှုတွေကိုစေကျော်သက်ဘဝကလေးကယဉ်နီးခဲ့ပါတယ်စစ်တပ်ကအာဏာသိမ်းတဲ့အခါသူလဲဖြာဖို့မျိုးပေါ်မှာပြုတ်လုတဲ့အာဏာသိမ်းမှုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာအများနည်းတူပါဝင်ခဲ့ပါတယ်စစ်တပ်ကကြမ်းဖက်ဖြိုခွင်းတဲ့အခါမှာတော့ကင်မျိုးသားစီယုံခင်ယူတက်မဟာနှင့်နေမီတို့သွားပြီးစစ်တင်နှံတယောက်ခဲ့ပါတယ် တင်နှင်းပြီးတဲ့နောက်ရန်ကုန်မြို့သို့ပြောင်းပြီးမြို့ပြအခြေစိုက်ပျောက်ကြားအာဘန်ကရီလာ UG နေနဲ့စစ်ရေးပြင်းမဲ့တွေကိုတိုက်ခိုက်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့စားကစားရဲ့လူရဲတွေကပူပူဆိုးလာတယ်ပေါ့နော်ပူပူဆိုးလာတယ်နောက်တော့ခိုးတဲ့လူငယ်လေးများလာတယ်အဲ့ဒီအချိန်မှမှကျွန်တော်တို့ကโอเคဘာလို့ငါတို့အနည်းဆက်ဆုံးလုံနိုင်ကြလဲဆိုတော့ကျွန်တော်တို့ကမြို့ပြ UG မြို့ပြ UG ကိုကျွန်တော်တို့ဒီချီတီရဲရောက်လုံနိုင်တယ်ကျွန်တော်တို့လည်းဒါမြို့မြို့ပြမှာလည်းကျွန်တော်တို့ကျင်လည်းကြက်စားနိုင်တယ်လူငယ်တွေဖြစ်တဲ့အတွက်ကြောင့်လုပ်ခဲ့တယ်ပေါ့သူဟာ မြို့သားညညေဆိုရအယူဂျီရဲ့ Special Task Force အထူးတပ်ဖွဲ့လက်အောက်မှာမြို့ပြပျောက်ကြားဖြစ်73လကြာတောင်းဝန်ထမ်းခဲ့ပါတယ်။သူရဲ့ထူးပြူလှုပ်ဆောင်မှုကတော့ဝေဒိန်စနစ်နဲ့ဖောက်ခွဲနိုင်တဲ့မိုင်းနဲ့ဘုံးတွေထုတ်လုပ်တာဖြစ်ပြီးပြန်လောအောင်စစ်စင်ရေးနန်းထိုက်အောင်စစ်စင်ရေးစတဲ့စစ်စင်ရေးတွေမှာပါဝင်ခဲ့ပါတယ်။2022ခုနှစ်အီမီလာမှာဖန်ခံရမယ့်အနေနဲ့ကိုနေရိပ်ပထမဆုံးကြုံခဲ့ရပါတယ် ကန်းကားစည်းချိန်မှာရင်မောင်းကသူ့ကိုတော်လန်ရေးရဲဘော်ဒူးဆိုတာတံမြားရှိသွားပြီးစစ်တပ်ထံတရင်ပေးရကနေနောက်ရောက်ခံလိုက်ခံရမှုကြောင့်လွတ်မြောက်အောင်ဂျိုမန်ငရတယ်လို့သူကဆိုပါတယ်အဲ့ဒီတော့လည်းဖြစ်ပျက်ကလည်းတော်တော်လေးအမှန်ရစရာကောင်းပါတယ်ဟုတ်ကားတွေအများကြီးနဲ့လိုက်ပြီးတော့မှတက္ကစီသမားကိုနိုင်ကိုကသူတို့လူဖြစ်နေတာပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့မှတ်ဖို့နဲ့အတူတွေကန်ရတယ်အဲ့မှတ်ဖို့နဲ့အတူတွေကိုလွတ်ပြစ်ဟိုလွယ်ထားတဲ့အိတ်ကိုလွတ်ပြစ်အဓိကကျွန်တော်တို့ကရေးချီတာကဖုန်းနဲ့ပတ်ဆိုင်ပြီ ဖုန်းနဲ့ပတ်ဆိုင်အိတ်ကုန်နဲ့အဲပတ်ဆိုင်ကြားထဲမှာဖုန်းညှက်ပြီးတော့ကျွန်တော်တို့ပြေးခဲ့ရတာပေါ့တက္ကသိုလ်ရိပ်သာလန်ရေမြောင်းတွင်းမှာတညပုံးအောင်ပြီးနောက်ရောက်ခံလိုက်သူတွေကိုခြေရဖြောက်ပြီးတဲ့နောက်ရန်ကုန်မြို့ကနေခိတတင်းရှောင်ခဲ့ရပါတယ်2022ခုနှစ်ဩဂုတ်လဇန်မှာဒုက္ခလိုင်းထုံးလုပ်ထားတဲ့လက်ပစ်ဘုံနှလုံးကိုမြို့ပြပျောက်ကြားအဖွဲတစ်ဖွဲထံပေးဖို့ရန်ကုန်တိုင်းနိုင်တရာမြို့နယ်မိခွက်ဈေးမှတ်တိုင်မှာသူရောက်ရှိနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲရဲဘုံမြို့သားတွေရောက်လာပြီး လက်ထိတ်ခဲခေါင်းကိုအိတ်ဆုပ်ပြီးတော့ Toyota Pro Box ကားပေါ်တင်ပြီးသူ့ကိုဖမ်းဆီးသွားပါတော့တယ်။ဒီပစ္စည်းကိုပေးဖို့အတွက်ကိုအာစောင့်နေတဲ့အချိန်မှာ ကျွန်တော်ကိုအာပထမအဆုံးဘတ်ကားတစ်စီးနဲ့အရင်ဆုံးပိတ်လိုက်တယ်ဘတ်ကားကမှလူမပါဘူး။အဲ့လိုကကျွန်တော်ကျွန်တော်ထင်ပြောရရင်39ဖြစ်မှာတဲ့။နံပါတ်39ဘတ်ဘတ်ပေါ့။အဲ့ဒီ39နဲ့အရင်ဆုံးပိတ်လိုက်တယ်ပိတ်ပြီးတော့မှဒီ Pro Box ပေါ်က Pro Box တစ်စီးနဲ့ဝင်လာပြီးတော့မှကျွန်တော်ဒီလာယူမဲ့သူကို ီကျွန်တော်ရောက်နေတဲ့နေရာ ပြောဖို့အတွက်ကျွန်တော်ဖုန်းကြည့်နေတဲ့အချိန်မှာပဲကျွန်တော်လက်ထိပ်ဝင်ခတ်သွားတာကိုနေရဲ့ကားပေါ်ရောက်တာနဲ့အာနာသိန်းတက်ရဲ့လက်ပါစီတို့ရဲ့နှိမ့်ဆက်မှုကိုချက်ချင်းပဲစကြုံခဲ့ရပါတယ်ဥကောင်ဒူကောင်ခြေတလုံးလက်စစ်တွေကိုတုံးနဲ့ရိုက်ကြသလိုမိကွန်းတွေလည်းအဆက်မပြတ်မေးကြပါလေလက်လုံးမိုင်းတွေထုတ်လုပ်တဲ့ဒီနေရာကိုမေးပြီးအဲ့ဒီနေရာကိုအရင်ဦးဆုံးသွားကြပါလေစစ်ကြောရေးမြောက်ခင်တခါတည်းလိုက်ပြခိုင်းတာ လိုက်ပြပြီးတော့မှစစ်ကြောရေးကိုပထမဆုံးကျင်ရောက်သွားတာလို့ကုနိယိတ်ကဆိုပါတယ်စစ်တပ်စစ်ကြောရေးစခန်းကိုရောက်တဲ့အခါထပ်မံမေးမြန်းစစ်ဆေးပြီးတဲ့နောက်သူပြခဲ့တဲ့နေရာကို နောက်တစ်ကြိမ်ထပ်ပြီးသွားကြည့်ကြပြန်တယ်လို့ဆိုပါတယ်ဒါပေမဲ့ကုနိယိတ်ဟာကျူတင်ပြင်ဆင်ထားတဲ့အတိုင်းမိုင်းမှန်တကယ်ထုတ်လုပ်တဲ့နေရာကိုမပြဘဲတကယ်လို့ဖမ်းခံရရင်ပြသနိုင်မှုဖန်တီးထားတဲ့နေရာကိုသာပြသခဲ့တာဖြစ်ပါတယ် အဲဒါကြောင့်မိုင်းနဲ့ဖောက်ခွဲပစ္စည်းတွေမတွေ့ရတဲ့စစ်သားတွေဟာဒေါသထွက်ပြီးကိုနေရိတ်ကိုထက်မှန်နှိမ့်ဆက်ခဲ့ကြပြန်ပါလေ။တိုက်ဒုတိယတစ်ချိန်မှာလည်းကျွန်တော်ကမပြမပြခဲ့သေးဘူးပေါ့နော်။မပြခဲ့သေးဘူးအချိန်မှာအာကျွန်တော်ခေါင်းဆွဲပြီးထက်လီကနိုင်ရည်နဲ့စောင့်လာလို့နောက်ပြီးတော့စတီးပီတန်တွေပိုင်းနဲ့ကျွန်တော်မျက်နှာရိုက်တယ်အဲ့လိုမျိုးပေါ့။ကိုနေဟာပရမမှာတော့လမ်းမပြခဲ့ပေမဲ့လေဒေါသထွက်လာတဲ့ရန်သူရဲ့နှိမ့်ဆက်မှုဒဏ်ကိုမခံနိုင်တော့ပဲ။ မိုင်လုံး30ခန့်ထုတ်လုပ်နိုင်တဲ့ပစ္စည်းတွေရှိတဲ့နေရာမှန်ကိုထုတ်ပြောလိုက်ရပါတယ်။မယန်းကုန်းမြို့နယ်ကိုမိုင်စစ်ကြောရေးစခန်းမှာခုနှစ်ရက်ကြာခဲ့ပါတယ်။အဲ့ဒီစခန်းဟာအေက300ခန့်ကျေဝန်းပြီးအနောက်ဘက်မှာပြည်လန်းမြောက်ဘက်မှာဥက္ကလာလန်းအရှေ့မြောက်ဘက်မှာရေဒီယိုစတေရှင်လန်းအရှေ့ဘက်မှာဒုက္ခလန်းနဲ့တောင်ဘက်မှာမစိုးရင်လန်းတို့ရှိပါတယ်။ စစ်စေးမင်းမြန်းကြချိန်မှာသူ့ကိုလက်ထိတ်နောက်ပြန်ခတ်ထားပြီးခေါင်းငုတ်ထားရကဒုံနဲ့မကြာခဏရိုက်နဲ့ခင်ရပါလေစစ်တပ်နဲ့ပူးပေါင်းမယ်ဆိုရင်တရုံသက်တာနေခွင့်ပေးမယ်လို့လည်းကမ်းလှမ်းကြပါလေစစ်စေးမင်းမြန်းနဲ့အသားညိုညိုမျက်နှာဝိုင်းဝိုင်းနဲ့အမျိုးသားဟာအရဲဝတ်ထားပြီးမကြာခဏကွန်းဝါနေတတ်တယ်လို့ကိုနေရိတ်ကဆိုပါတယ် အခန်းကိုလိုင်းပို့ခင်မှာတို့ကတို့နဲ့ပူပေါင်းပြီးတော့ဘာလုပ်ဘယ်တဆင့်ကိုလှုပ်ပေးမယ်ဆိုလို့ရှိရင်အဆောင်လေးနဲ့ဘလို့တိတ်မယ်အဲနောက်တဆင့်ဘလို့ထပ်ပြီးတော့မင်းငါတို့ပြေးမေးတဲ့ဟာပြေးပြေးလဲဖြေလို့ရှိရင်ကရင်လေးနဲ့တိတ်မယ်စသဖြင့်ဒီမျိုးစီယုံနဲ့ဟာရှိတယ်မလုံးပေးစီယုံနဲ့ဟာရှိတယ်ပြီးလို့ရှိရင်အဖွဲစည်းတွေကိုမင်းတို့မင်းတို့နဲ့ပတ်သက်တဲ့အဖွဲစည်းတွေကိုမင်းတို့မင်းကဘလို့မျိုးချက်ဆက်ပြီးတော့ချိတ်ပေးနိုင်မယ်ဆိုလို့ရှိလို့ရှိရင်မင်းတို့အခန်းတက်တက်နဲ့အခန်းတက်တက်နဲ့တေချာဂရင်းလေးပိုင်းနဲ့အဲ့လိုအဲကွန်းလေးပိုင်းနဲ့ထားမျိုးတော့ကျွန်တော်ပြောတာအဲ့ဒါမျိုးပြောခဲ့တာပေါ့နော် သူနေခဲ့ရတဲ့ကိုဝေပက်လေခန်းထဲမှာကောင်းအောင်ဂုံကံမွေရငယ်တောက်ရည်တပူစီးသွားရမှာသုံးဖို့ရေတန်ဘူးကုန်နှစ်ဘူးကြောက်ခဲသုံးလုံးဩနေခဲ့တခဲသွေးလိမ့်လိမ့်ပေးနေတဲ့ပတ္တိဇာတို့ရှိပါတယ်။သုံးရမြောင်းနေမှာမှလက်ထိတ်ဖြုတ်ပေးကြပါတယ်။အဲ့ဒီနေမှာတော့သူ့ကိုအပြင်ထုတ်မစစ်တော့ပဲဖုံးတလုံးပေးပြီးတော်လင်ရေးတက်ဖွဲ့ဝင်တွေစီကိုဆက်သွဲခိုင်းပါတယ်။ဒီပစ္စည်းပေးယူတည်လို့ဖို့ရေပေါ့နော်မင်းတို့ဘယ်ရောက်နေပြီလဲဗမာလဲစသဖြင့်အဲ့ဒီချက်လက်တီကိုတခြား ဒါကျွန်တော်တို့ရဲ့ဒီအဖွဲ့ဝင်တွေကိုလိုက်ပြီးတော့ပို့ခိုင်းတာပို့ခိုင်းတာပေါ့အဲမေးခိုင်းနေဆိုပါတော့အဲ့ဒီအချိန်မှာသူတို့မေးခိုင်းတဲ့အချိန်မှာကျွန်တော်တို့ကသူတို့ကျွန်တော်တို့ရဲ့ဒီ secret code တွေလည်းသူတို့မသိနိုင်တဲ့ဟာမျိုးဖြစ်နေတာဖြစ်နေတဲ့ကိစ္စကြတော့ကျွန်တော်တို့အဖွဲ့မှာတောင်းရှိရသူတွေကျွန်တော်ဒီလိုအခြေအနေဖြစ်သွားပြီဆိုတာကိုတတိယနေ့မှာ confirm သွားတာပေါ့နော်အချုပ်ခန်းထဲမှာမနေ့နေ့လေညစာ၃နဲ့ဆားရပေမဲ့လေစေးခတ်ထားတယ်လို့ယူဆတဲ့တွေ့ စစ်တပ်ပေးတဲ့တောက်ရည်ကိုလုံးဝမတောက်ဘဲအိန္ဒာဘုံမှန်ရည်ကိုသာကိုနေရိတ်တောက်ခဲ့ပါတယ်ဒီစီဘူးတုံတဲ့အချိန်ကြာလို့ရှင်ကျွန်တော်အဲ့ရည်တံဘူးအလွတ်ကောတို့ကျွန်တော်စီဘူးကိုကျော်ပြီးတဲသွားတာပေါ့အဲ့တော့စီဘူးကိုတုံတယ်ရည်တံဘူးအလွတ်အလွတ်ထဲမှာဒီမိန်လာဘုံမှန်ကောင်းရည်ကိုကျွန်တော်ဖွင့်ထည့်ထည့်ပြီးတော့အဲကျွန်တော်ကိုလိုက်ပြီးတော့ပို့တဲ့သူကအဲ့လိုမျိုးဘဲဘက်ကလိုင်းကျွန်တော်ညာဘက်ကညက်တယ်ပေါ့ညာဘက်ကလိုင်းကျွန်တော်ဘဲဘက်ကညက်တယ်စသဖြင့်အဲ့လိုမျိုးနဲ့အာကျွန်တော်ရေရေတန်းတော့မဟုတ်ဘူးပေါ့ဗျာဒီစိတ်မပါတဲ့ရေမိန်လာဘုံမိုင်ကောင်းရေပဲကျွန်တော်တောက်ခဲ့ရတာဟော အခန်းထဲရှိကြောက်ခဲတလုံးနဲ့အချုပ်ခန်းတန်တိုင်းအောက်ခြေမှာရှိတဲ့တက်သားကိုရွေချက်မရှိဘဲထိုးဆွကြည့်ရမှာတက်သားစပက်ထွက်လာတာကို တွေ့လျပါတယ်။အဲ့ဒါဟာသူ့ရဲ့ကံကြမ္မာကို ပြောင်းလဲဖြစ်စေမဲ့အချက်ပြမီဖြစ်ခဲ့ပါတယ်။အဲ့ဒီနေရာကိုအချုပ်ခန်းအဆောင်မတိတာသေးဘူး view decide ပြန်ဖုံးလိုက်ပြီးအချုပ်ခန်းကို စနေတကျဖောက်ဖို့ကိုနေရိတ်ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်ချုပ်ခန်းအပြင်ထုတ်ချိန်မှာတတ်ထုထမင်းစားစုံတစ်ချောင်းကိုယူထားလိုက်ပြီး ဇွန်းကိုတွဲပြီးတော့အချုပ်ခန်းတန်တိုင်းအောက်ခြေတက်သားကိုတိတ်တဆိတ်ဖောက်ပါတယ်။အဲစတီးဇွန်းကိုမှကျွန်တော်ကအပားသားဆိုလို့ပြော့တယ်။အန်သွားနယ်ပဲဖင်ယုံကိုက်ပြလိုက်တယ်။ကာပြီးတော့မှဒီအောက်ကတမန်သလင်းနဲ့ပုတ်လိုက်တာ။ပုတ်လိုက်တော့အရန်ပြတ်သွား။ပြတ်သွားတဲ့အချိန်မှာခொနက်ကကြောက်ခက်နဲ့ပုတ်တာရဲ့၅ဆ၆ဆလောက်ကိုတာသွားတော့တာ။တာသွားပြီးတော့မှဖြည်းဖြည်းထောင်းထောင်းလိုက်ထိုးလိုက်အပြားလိုက်ထိုးလိုက်ထောင်းလိုက်ထိုးလိုက်အပြားလိုက်ထိုးလိုက်နဲ့ဖြည်းဖြည်းဖိတ်သွားတာပေါ့နော်။ တစ်သားဆွေးနေတာကကိုနေရိတ်တွေကံကြမာရဲ့မျက်နှာသာပေးမှုတစ်ခုလည်းဖြစ်ပါတယ်။နေကင်းဘက်မှာချုပ်ခန်းဆောင်ပေးထားတဲ့တောက်ရည်နဲ့တစ်သားပွလာအောင် ရေလောင်းထားလိုက်ပါတယ်။သူကတန်တိုင်းနဲ့သူကဒီဆွတ်တဲ့ဒီအပေါက်ရှိရလေ။ပေါက်အဲ့အဲ့အဲ့အပေါက်ကတော့ကြာတော့ဒီအဲ့တန်တိုင်းဟိုအောက်ထိမပေါက်။သူကဒီတစ်သားရဲ့တဝက်လောက်မှာပဲရှိတယ်။တဝက်လောက်မှာဝင်လာဆိုတော့အဲ့မှာသူကခွက်လို့ဖြစ်နေအောင်အဲ့အခြေဒီမှာကျွန်တော်လိုက်ထည့်။အဲ့ထည့်ပြီးနှူးထားပေါ့ရေနှူးထားပေါ့။နေကင်းဘက်မှာရေနှူးထားတယ်ညဘက်မှာကျွန်တော်ဖောက် ဩဂုတ်လ10ရက်နေ့ည7:00နာရီမိပြတ်နေပြီးမိဇက်တန်ဆူညံ့နေချိန်မှာကိုနေကတက်သားစားတွေကိုဇွန်းနဲ့ဖယ်ရှားလိုက်ပါတယ်။အဲ့ဒီနောက်တန်တိုင်းတွေကိုပတ်တီးစားနဲ့ဘေးကိုဆွဲကမ်းလိုက်ရမှာလူတကိုစားထွက်နိုင်တဲ့အနေအထားဖြစ်လာပါတယ်။ဒီလိုနဲ့အဲ့ဒီတန်တိုင်းတွေခြားကနေချုပ်ခန့်ပြင်မဲ့သူထွက်လာနိုင်ခဲ့ပါတယ်။ပျော်လွန်းလို့ကခုံမိတဲ့ထီဖြစ်ခဲ့ရတယ်လို့ကိုနေကပြောပြပါတယ်။ အချုပ်ခန်းထဲကနေထွက်လာနိုင်ပေမဲ့လည်းအဆောင်ထဲမှာပဲသူရှိနေပါသေးတယ်။အဲ့ဒီနောက်ချုပ်ဆောင်ခမိုးပေါ်တက်ပြီးလွတ်လန်းရှာပေမဲ့လည်းချက်ချင်းမတွေ့ပါဘူး။လူကလည်းဇောချွေတားပြန်နေပြီးမျက်နှာချက်ပေါ်မှာပဲမလုပ်ရမလဲဆိုတာစဉ်းစားတာဒီချင်းနေနဲ့မိရင်သေးမှာထဲကိုပြန်ဝင်ပြီးမသိမသာနေလိုက်ရင်ကောင်းမလားလို့စဉ်းစားတယ်လို့ကိုနေကပြောပါတယ်။အဲ့ဒီချိန်မှာပဲမိုးရွာလာပြီး တပီလောက်ရှိတဲ့အုတ်ဂျုံမှုအချောင်းကနေမွေးဇက်တွေယိုစိမ့်ကျလာတာကိုတွေ့ရတော့အဲ့ဒီပေါက်ကိုအာကုံတွန်းဖောက်ပြီးထွက်လန်းရှာနိုင်လိမ့်မယ်လို့သူတွေးလိုက်ပါတယ်ဘီးဇက်ကလည်းနှိုးထားတယ်မိုးကလည်းကြွားတယ်အဲ့အချိန်နဲ့အဲ့အချိန်ကိုကျွန်တော်အသုံးချပြီးတော့ကျွန်တော်စောင်းချောင်းထိုင်တယ်ခေါင်းမော်လက်နှစ်ဖက်လိုထက်တယ်ထက်တယ်ပြီးတော့မှအမိုးထကြည့်ခါဆန်းပြီးတော့ထပြီးအတန်အကျဉ်းကြီးတဲ့သုံးချက်ဂုံဂုံဂုံလို့ပွင့်သွားပွင့်သွားတဲ့အချိန်ကျတော့မှအာဝန်သာသွားတဲ့အချိန်တကူစားလေးပဲနော်ပွင့်သွားတယ်တကူစားပဲ တော်တော်ပုတိကတိလေးအကြီးမို့အပေါအကြီးဖြစ်သွားမို့လူတကူစားလေးပဲအဲ့ဒီနောက်မှာတော့ခေါမိုးမော်ကရေစင်လှေကားတိုင်အချုပ်ဆောင်ပြင်ဘက်သို့ဆင်းသက်လာနိုင်ခဲ့ပါလေစစ်ကြောရေးချုပ်ဆောင်ပြင်ဘက်သို့ရောက်အောင်ဖောက်ထွက်လာနိုင်ခဲ့ပေမယ့်လေအပြေဝလွတ်ပြီးလို့မဆိုနိုင်သေးပါဘူးဖမ်းဆီးထားခြင်းထွက်ပြေးသွားသူတွေကိုတားကောင်တပွဲလိုက်ဖမ်းတတ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်လက်မယွန့်ပကွက်သားတွေလက်ကနေလွတ်ဖို့ကြိုးပမ်းရပါဦးမယ် စစ်ကြောင်းစခန်းရဲ့အရှိပဲမယန်ကုန်၅ရက်ကွက်ဘက်ကနေတဆင်းတပ်ပင်ညူပထိုးတော်ကြီးရှိရာမြောက်ဥကလာပမြို့နယ်ဘက်သို့ဥတီထွက်ပြေးလာခဲ့ပါလေအချုပ်ဆောင်တွင်ကနေထွက်ပြေးလာပြီးတဲ့နောက်ရေကန်၃ငံကိုကူးဖြတ်ပြီး၃မိုင်ကျော်လောက်ခက်တုတ်တုတ်ရှောက်ခဲ့ရတယ်လို့ကုနေကဆိုပါတယ်လက်ပြကူးခဲ့ရတဲ့ပထမရေကန်ဟာပေ၂၀၀လောက်ကျေပြီးဒုတိယရေကန်ကပေ၆၀၀လောက်ကျေပါတယ်ဒုတိယရေကန်ကိုကူးချိန်မှာမှတ်မထင်တွေ့ရတဲ့ဖော်ပြဟောင်းတစ်ချက်ကိုတုံးပြီးကူးခက်ခဲ့ရပါတယ် ကျွန်တော်ဘယ်နေရာရောက်နေမှမသိဘူးဒါပေမဲ့ကျွန်တော်သွားတာကျွန်တော်ကဟိုပါဗောတရားဒီဒီပထန်ပထန်ယူနေကြတယ်ပိုက်ပထန်တန်ထွက်လာတဲ့အဘက်ကိုပဲကျွန်တော်ဥတီပြီးသွားနေလမ်းမှာခွေးသုံးကောင်နဲ့တွေ့ပြီမဲ့ခွေးတွေမဟောင်းမဲနေခဲ့တာကလည်းသူ့ရဲ့ကံကောင်းခြင်းဖြစ်ပါတယ်ကိုနေဟာတပည့်ညုပထိုးတော်ကြီးရှိရာဒုက္ခလမ်းကိုဖြတ်ပြီးရေဒီယိုစတေရှင်လမ်းမဲ့သူတက်ပါတယ်အဲ့ဒီနောက်ယထာလန်းတိုင်းဥတီလမ်းလျှောက်လာခဲ့ရာမယင်းကုန်း၅ရွက်ကွက်သူရောက်ပါတယ် ဲဒီကနေ့မှတစဉ် YBS 64ကားတက် CB ထွက်ပြေးဖို့စီစဉ်ခဲ့ပေမဲ့ပေးစရာကားကမရှိတဲ့အခြေအနေနဲ့ထက်ကြုံရပြန်ပါတယ်ပထမဆုံးမနခင်ဆိုင်ဖွင့်မှုပြင်းနေတဲ့ထမင်းကြော်ဆိုင်တစ်ဆိုင်ကိုဝင်ရောက်တောင်းရင်ရမှာဆိုင်ရှင်မျိုးသမီးရဲ့မောင်းထုတ်တာခံရတယ်လို့ကိုနေက ပြောပြပါတယ်အခက်အခဲဖြစ်နေလို့ပါကျွန်တော်ငွေကြေးနည်းလောက်ကူညီပါလို့ပြောတဲ့အချိန်မှာကျွန်တော်ပြန်ပြောတဲ့စကားဘိုင်လာပြောနေရလဲဒီမှာဈေးရောက်မကောင်းတဲ့ဈာတယ်မရှိဘူးသွားတယ် လို့ပြောရတာဆိုတော့အဲ့အချိန်မှာဝမ်းနေဆုံးချိန်ပဲဒုတိယချိန်ဝင်တောင်းတဲ့ကိုရဆိုင်ကမြို့သမီးတူကတော့သူ့ကိုငွေ200ပေးပါလေဒါပေမဲ့လည်းကားကပေးနိုင်မှုငွေ100လိုနေပါသေးတယ်အဲ့ဒီချိန်မှာပဲတွေ့ရတဲ့လူတယောက်ကိုသူက PDF ရဲဘော်တဦးဖြစ်တဲ့ကြောင်းပုံမှန်လင်းလင်းပြောပြပြီးကားကတောင်းရမှာငွေ150နဲ့နှာခေါင်းစည်းတစ်ခုရခဲ့ပါတယ်အဲ့ဒီနောက်နှာခေါင်းစည်းတက်ဘက်စကားစီးပြီးချိတ်ဆက်ရမယ့်သူထံဖုံးဆက်ပြီးတော့ငရဲခန်းနဲ့ပူဝေးရနေရာကို ထွက်ခွာတန်နိုင်ခဲ့ပါတယ်။အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်ရင်ဒေသုံးနာဒါမှမဟုတ်ထောင်ချခံရတာနဲ့အဆုံးတတ်နေတဲ့ကာလမှာသူ့ရဲ့လုံမြောက်လာမှုဟာရှားပါးတဲ့ဖြစ်ရဲ့ဖြစ်နေပါတယ်။လုံမြောက်လာပြီးရှေ့ရဲ့ကြမှာခရင်ယူတပ်မှ6နေမီမှာရှိတဲ့ PDF တပ်ဖွဲ့ဝင်တွေစီကိုကိုနေရိတ်ရောက်ရှိပါတယ်။ဒါပေမဲ့လည်းချက်ချင်းလွတ်လပ်ခွင့်မရသေးပါဘူး။သူ့ကိုတန်တရားနဲ့ကာလတစ်ခုကြာစောင့်ကြည့်တာခံရပါတယ်။ ီတန်တရားကိုကျွန်တော်ခံရမယ်ဆိုတော့ကျွန်တော်တီးပြီးသားဒါပေမဲ့တကယ်ဖြစ်လာချိန်မှာလည်းကျွန်တော်မခံနိုင်ဘူးဟိုကိုကမှန်မှန်ကန်ကန်ဖြတ်ကျော်လာတဲ့လူလည်းဖြစ်တယ်အခက်ခဲတွေကိုလည်းအခက်ခဲတွေကိုလည်းအလုပ်လုပ်ပြီးတော့ကိုကနဲ့ကိုစူးစမ်းပြီးလုပ်လုပ်ပြီးတော့ဖြတ်ကျော်လာတဲ့လူဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးပြန်ဆက်ဆံခံရတဲ့အချိန်မှကြတော့ကိုတော်တော်အဆင်မပြေဘူးစိတ်ပိုင်းဆိုင်အဆင်ပြေဘူးဒါပေမဲ့အဲ့ဒီဟာကိုတော့ကျွန်တော်တို့လက်ခံနိုင်အောင်တော့ပြင်ဆင်ပြီးသားဖြစ်တယ်နောက်ဆုံးမှာတော့သူ့ရဲ့ယူသားမှုကိုယုံကြည်ပြီး PDF တစ်ဖက်ဝင်တွေကလက်ခံခဲ့ပါတယ် မျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့စစ်စင်ရေးနယ်မြေအမှတ်နှစ်မှာအကျုံးဝင်တဲ့ပဲခူးတိုင်းမှာခြေဆိုင်တဲ့3932တရင်ရဲ့တက်ခွဲလေးမှာလက်ရှိတာဝန်ထမ်းဆောင်နေပါတယ်။ကုနေရိတ်တို့ဖွဲ့ကို Project Home ဖွဲ့လို့တော်လင်းတဲ့အတိုင်းဝိုင်းကတိကြပါတယ်။သူကဖွဲ့ရဲ့ထုတ်လို့ဤကဏ္ဍမှာဥဆောင်လုပ်ကင်နေသူတူဖြစ်ပါတယ်။သူတို့ကတော်လင်းတက်တွေလိုအပ်တဲ့ရှစ်ထွက်မိုင်းတွေ drone ပုံဒီ drone ပုံရဲ့ထိတ်မှတက်ဆင်ရတဲ့ထိပ်ကွဲစနစ်ပါလက်နဲ့ပစ္စည်းတွေအပြင် ဂျိုဘိုအေးပခန့်ကြီးကအင်းကြီးတနက်လွယ်ကျိုးနဲ့ကြည်ထဲတဲ့အိတ်တွေထုတ်လုပ်နေပါတယ်စစ်ကြောရင်ငဲကန်းရဲ့တန်တိုင်းတဲ့တကားကိုဇွန်တစ်ချောင်းနဲ့ဖြတ်တောက်ဖောက်ထွက်ခဲ့တဲ့ကိုနေဟာအချိန်ရရင်စစ်ကြောရေးစခန်းကနေလොမြောက်ခဲပုံကိုစာအုပ်တို့ရေးသားထုတ်ဝေသွားဖို့ဆန္ဒရှိနေပါတယ်စောရောင်းလို့ရတဲ့ငွေကိုလူတက်မောင်းနိုင်တဲ့ Aton Light Track လို့ခေါ်တဲ့အပေါ်စားလေငယ်တီထွင်ထုတ်လို့ရမှာသုံးပြသွားဖို့ရည်ရွယ်ထားပါတယ် သူတွေအနာသိစစ်တရဲ့ချုပ်ခန်းကနေတက်စွန်စံပြားထွက်ပြေးလွတ်မြောက်လာနိုင်မှုဟာတော်လိုင်းရဲ့တာဝန်ကြီးခြင်းမဟုတ်သေးပါဘူးကျွန်တော်တို့တွေခံယူချက်ကရှင်းတယ်တော်လိုင်းရဲ့တွေတာဝန်ကြီးတယ်ဆိုတာကျွန်တော်သိရင်သိမသိရင်တော်လိုင်းရင်အောင်အဲ့ဒီနှစ်ခုမပြီးမချင်းတော်လိုင်းရင်မှာဆက်ရှိနေမယ်လို့ကိုနေရိတ်ကပြောထားပါတယ်ခင်ဗျာ